မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August လ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့ ရခိုင်ပြည်နယ်မောင်တော်မြို့နတ်မြေဝမှာရှိတဲ့မောင်နေကျေးရွာစစ်ကောင်စီစခန်းကိုအရခတ်တက်တော်အေအေကဩဂတ်လ9ရက်နေ့မနက်ပိုင်းမှာထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မောင်နေကျေးရွာဒေသခံမွတ်စလင်တအူးကမောင်နေစခန်းကိုအေအေကဩဂတ်လ9ရက်နေ့မနက်မှာသိမ်းလိုက်ပြီးနေသားဆောင်တွေခြံစည်းရိုးအတိုင်းတက်နောက်ဆုတ်ပြီးတော့ထွက်ပြေးသွားကြတယ်။ခြံစည်းရိုးနားကတင်းကျိုင်းစေရက်မှာစခန်းချခိုးလုံနေကြတယ်။မောင်နေရွာနဲ့ရက်ကွက်နှစ်မိဆက်ကွားစုံသွားတဲ့လမ်းစာတင်ကျောင်းကနေသားဆောင်တက်တွေနဲ့အေအေတက်တွေ ဩဂတ်စ်လ9ရက်နေ့တနေ့လုံးမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေကြတယ် ်ရွာသားတွေဘယ်သူမှအပြစ်မထွက်ရဲကြဘူးဈေးဆိုင်တွေလည်းပိတ်ထားတယ်လို့ပြောကြားထားပါတယ်မောင်တော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်ရေချောင်းစခန်းတစ်ခုဖြစ်တဲ့နတ်မြေဝမောင်နီကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့ရေချောင်းဝင်ထွက်စခန်းကိုအေအေဘက်ကဩဂတ်စ်လ၄ရက်နေ့ကနေစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဩဂတ်စ်လ၅ရက်နေ့မနက်မှာတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မောင်တော်ကိုစစ်ကောင်စီရဲ့လက်နက်ခဲရိတ်ခါများတင်ပို့နေတဲ့ရေချောင်းစခန်းများဖြစ်ကြတဲ့မကြီးချောင်းစခန်း၊ကញ្ញင်ချောင်း၊စီးပွားရေးဇုံစခန်းနဲ့အောင်ဘလချောင်းဝစခန်းတို့ကိုအာရခတ်တပ်တော် AA ဘက်က တိမ့်ပိုက်လိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီရဲ့လက်ကျန်ရေချောင်းစခန်းနှစ်ခုတည်းကတစ်ခုဖြစ်တယ်။မောင်နီစခန်းကိုတိမ့်ပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ကန်းထိုးရေရင်တွေနတ်မြစ်အတွင်းကိုမလာရဲကြတော့ဘူး။အေအေဘက်က drone တွေနဲ့လိုက်ပြီးတော့ဘုံချတိုက်ခိုက်တယ်။ကန်းထိုးရေရင်တွေစိန်မာတိန်ကျွန်းအနီးမြမဘင်္ဂလားရေပိုင်နဲ့ဂျားမာရက်ပြီးတော့လက်နက်ခဲယံရိတ်ခါတွေကိုစက်လေတွေနဲ့တဆင့်ခံပြီးတော့တည်ယူနေကြတာ။အေအေဘက်ကလည်းအဲ့ဒီစက်လေတွေကိုပါ drone တွေနဲ့ဘုံချပြီးတော့တိုက်ခိုက်တယ်။မောင်နီချောင်းကစခန်းကိုတိမ့်လိုက်ပြီး ်ဘုတ်စိတ် POE ဝင်ထွက်စခန်းကိုလည်း AA ဘက်ကဆက်လက်ပြီးတော့ထိုးသိမ်းတိုက်ခိုက်နေတယ် POE စခန်းမှာညဘက်ဆိုရင်စစ်ကောင်စီတပ်ဖွဲ့တွေကမနေရကြတော့တဲ့အဆင့်ကိုရောက်သွားပြီလို့ပြောဆိုခဲ့ပါတယ်ဇူလိုင်လ28ရက်နေ့နဲ့30ရက်နေ့များမှာမောင်တော်ဘုတ်စိတ် POE ဝင်ထွက်စခန်းအားအာရခတက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့နေချားဆောင်အရာရှိတအူးအပါဝင်စစ်ကောင်စီဘက်ကအကြမ်းဆုံးများရှိခဲ့တယ်လို့သိရပါဗျာ မောင်နေစခန်းကိုတိမ့်ပတ်ရရှိမှုအပေါ်အေအေနဲ့နီးစပ်တဲ့ခိုင်မာတဲ့သတင်းရင်းမြစ်တစ်ခုကလည်းအတည်ပြုပြောဆိုထားပါရယ်လက်ရှိတိုက်ပွဲများဟာမျိုးရဲအထိဖြစ်ပွားနေသလိုဒေသခံများဟာလည်းမျိုးရဲကနေပြီးတော့ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့သိရပါရယ်လက်ရှိမောင်တော်မျိုးအရှိတ်နှစ်မိုင်ခန့်အကွာနခခငါးကိုလည်းအရခတ်တက်တော်အေအေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်ကောင်စီဘက်ကအခြေအနေမကောင်းဘူးလို့သိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မဂွေတိုင်းပခုတ်ကူမြို့တပ်မတရတိတ်ကနေထွက်ခွာလာတဲ့အကြမ်းတ်စစ်ကားနှစ်စီးကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၁၂ဦးသေဆုံးပြီးတဲ့နောက်စစ်တပ်ကကြေးရွာများကိုလေကြောင်းကနေပြီးတော့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ၄ရက်နေ့ညနေ၄:၃၀မိနစ်အချိန်ကမှပခုတ်ကူမြို့တပ်မတရတိတ်ကနေကံမမြို့ဘက်ကိုထွက်ခွာလာတဲ့အကြမ်းတ်စစ်ကောင်စီအင်အား80ခန့်လိုက်ပါလာတဲ့ကားနှစ်စီးကိုပခုတ်ကူမြို့နယ်ကံတော်ရွာအနီးအရောက်မှာတော်လိုက်တပ်ဖွဲ့များကအသင့်ထောင်ထားတဲ့မိုင်းများနဲ့မိုင်းဆွဲတိုက်ခတ်ရာစစ်သား 112ဦးသေဆုံးပြီး24ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုကြောင့်ကားတစီးပျက်စီးသွားပြီးတော့ကျန်တဲ့ကားတစီးဟာပခုတ်ကူမြို့နယ်၊ကံမမြို့နယ်၊မြန်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ပြူစောတိကျေးရွာများကိုဆက်လက်ထွက်ခွာနိုင်ခြင်းမရှိတော့ဘဲသေဆုံးစစ်သားများနဲ့ဒဏ်ရာရတဲ့စစ်သားများကိုတင်ဆောင်ကပခုတ်ကူမြို့ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းနဲ့ ်မိုင်းထိမှန်ပျက်စီးသွားတဲ့ကားကတော့နေရာမှာပဲကြံရှိနေတယ်လို့သိရပါဗျ။အခုလိုမျိုးမိုင်းဆွဲတက်ခိုက်တဲ့နေရာကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကနေမြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာအကြမ်းဖက်ဆဲကောင်းစီတပ်သားများအုံပြုတဲ့ကာပိုင်ကြီပေါက်တစ်ခု G76 တောက် MG1 လက်ပြပုံနှလုံး G3G 4တောက် 5.56G 9တောက် equipment တစ်ခုနဲ့ဂွားရှင်တစ်ချောင်းတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖ Black Cobra နဲ့ PKU သူရင်တက်ခွဲတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မြန်မြို့နယ်အတွင်းထပ်မံစစ်ကြောင်းထိုးလာပါကအသင်းတိုက်ခိုက်ရန် တိုက်မိုင်းမင်းမိုင်းဆွဲမိုင်းများကိုပြင်ဆင်ထားတယ်လို့သိရပါဗျ။အချမ်းဘတ်စစ်ကောင်စီတပ်ကမြေပြင်ကနေစစ်ကူရိတ်ခါများပို့ဆောင်နိုင်ခြင်းမရှိတော့တဲ့အတွက်ကြောင့်ဩဂတ်စ်လ9ရက်နေ့နဲ့ဩဂတ်စ်လ6ရက်နေ့တွေမှာမြန်မြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကို MI-35, Jet Fighter, 112, SU-30 လေယာဉ်များနဲ့ဘုံကျဲပစ်ခတ်မှု15ချိန်ထက်မနည်းလုံဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အငိမ့်စားစစ်တပ်အရာရှိတွေအနေနဲ့လက်ရှိစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လွတ်လပ်စွာထုတ်ဖော်ပြောဆိုတုံးသက်တာတွေကိုလုံးဝမပြုတ်လို့ဖို့အာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိရှမ်းမြောက်ဒေသကရှုံးနေနေတဲ့တိုက်ပွဲတွေအပြီးမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကအငိမ့်စားစစ်တပ်အရာရှိတွေရဲ့လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီးတော့တားမြစ်ကန့်တတ်လိုက်တယ်လို့သိရပါတယ်။အငိမ့်စားစစ်တပ်အရာရှိတွေအနေနဲ့ဆိုရှယ်မီဒီယာပေါ်မှာတော့လကောက်လက်ရှိစစ်ရေးအခြေအနေတွေကိုတုံးသက်ပြောကြားတာတွေကိုမပြုတ်လို့ဖို့အဓိကတားမြစ်လိုက် က်တာလို့စီဒီအမ်ဗိုလ်ကြီးထက်မြက်ကပြောကြားထားပါတယ်အခုလိုတားမြစ်လိုက်ခြင်းဟာအငိမ့်စားအရာရှိတွေအနေနဲ့တက်တွင်းကအခြေအနေမှန်တွေစီလုံးမှုပြက်ပြားနေတဲ့ကိစ္စရပ်တွေကိုပုံမသိရှိလာကြောင်းအရာရှိတွေရဲ့ပြောစကားတုံးတက်ချက်တွေဟာ၎င်းတို့ဝါရဖြန့်နေတဲ့တရင်စကားတွေနဲ့ကွဲလဲနေတာကြောင့်ဖြစ်နိုင်တယ်လို့ဗိုလ်ကြီးထက်မြက်ကပြောဆိုထားပါတယ်အငိမ့်စားစစ်တပ်အရာရှိတွေဟာ စစ်ကောင်စီရဲ့ဇက်တိုက်ရှုံနိမ့်လာမှုတွေကြောင့် social media ပေါ်တွေမှာမခံမရက်နိုင်အားမလို့အားမရဖြစ်ခဲ့ပြီးတော့ပြောဆိုမှုတွေဟာပုံမပြင်းထန်လာခဲ့တယ်လို့သိရပါတယ်အခုရက်ပိုင်းအတွင်းမှာစစ်တပ်အမာခံထောက်ခံသူဘူးလိုက်လာဆွေက live လွှင့်ရဲပြောဆိုခဲ့ရမှာလာရှိုးစစ်ဌာနချုပ်ထဲကို short တိုက်တုံးတလုံးကြရင်ပေါင်တထောင်ဘုံလောက်ကင်ကိုလေရင်နဲ့ကျွေးလိုက်လို့ ဆိုတဲ့အထီကိုပြောကြခဲ့သလိုလာရှိုးစစ်ဌာနချုပ်ကိုဘုံတလုံးကြောက်ပါကဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအတုတ်လိုက်တုတ်တင်ရှင်းလင်းဖို့အထီကိုရက်ဆက်တဲ့အမုန်းစကားတွေဖြန့်ဝေခဲ့တယ်လို့သိရပါဗျ။အနားယူသွားတဲ့အငိမ့်စားအရာရှိတချို့ဟာမင်းအွန်လိုင်းကိုမနှစ်သက်ပေမဲ့စစ်တပ်ကိုတက်စာရှိသူတချို့ဖြစ်တာကြောင့် တပ်တွင်းကအခြေအနေတချို့ကိုဖော်ပြရေးသားမှုတွေရှိလာတဲ့အပြင်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေရဲ့မိသားစုဝင်တွေကပါမှတ်ချက်တွေမှာဝင်ရောက်ပြီးတော့ရေးသားမှုတွေအထီးကိုရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာစစ်တပ်ကိုတိုက်ရိုက်မဟုတ်ဘဲနဲ့တွယ်ဝိုက်ရေးသားခဲ့တဲ့စစ်အရာရှိဟောင်းပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ဦးရဲထုတ်ကိုလည်းလက်ရှိမှာနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုနဲ့ဖမ်းဆီးထိန်းသိမ်းအရေးယူထားတယ်လို့သိရပါတယ်။ဒါအပြင်တနတ်စားလေဆယ်ဝန်ကြီးလို့နာမည်ကြီးတဲ့စစ်အရာရှိဟောင်းမြင့်လိုင်ကိုလည်းမင်းအောင်လိုင်က ၎င်းကိုအရေးအချင်းမရှိတဲ့လူဆိုပြီးတော့ပြန်ပမှာဝေဖန်ခဲ့လို့အဂရိမှုနဲ့ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။အခုရပိုင်းအတွင်းမှာစစ်ရာရှိဟောင်း NLD အမန်ဟောင်းဦးကျော်ဇေယကလည်းမင်းအွန်လိုင်းကိုချုံမိုင်မိုင်တော့မသိပဲနဲ့မင်းသားလှုပ်ချင်တဲ့ကောင်ဆိုပြီးတော့ဝေဖန်တဲ့ post တစ်ခုကိုမျှဝေရေးသားခဲ့ပါတယ်။မင်းအွန်လိုင်းဟာစစ်ရာရှိဟောင်းတွေရဲ့လွတ်လပ်စွာပြောဆိုရေးသားခွင့်ကိုမထိန်းချုပ်ခင်က၎င်းရဲ့ကာကြုံဟောင်းတန်းရွှေတမရဟောင်းတိမ့်စိန်နဲ့ သူ့ရဲ့တခြားသောစီနီယာစစ်အရာရှိကြီးတွေကိုတောင်မှနေအိမ်အဝင်ထွက်အသားလာတွေကိုစောင့်ကြည့်ထိန်းချုပ်နေတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်း6ဦးမြို့ပေါ်မှာစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခိုက်ရာစခန်းမှုတအုပ်နဲ့တပ်သားတအုပ်ပိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ6ရက်နေ့မနက်9:30မိနစ်ခန့်မှာ6ဦးမြို့မှာရဲစခန်းနဲ့မီတာ120အကွာမှာလမ်းသွားလမ်းလာပြည်သူများကိုစက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာ စခန်းမှုတအုပ်နဲ့ရဲတပ်သားတအုပ်တေဆုံးပြီးကျန်တဲ့ရဲတအုပ်ကတော့၆၆ပြက်ဒဏ်ရာရရှိကာစေကူတာမှုခံယူနေရတယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်15တက်ရင်တက်ခွဲ15မြင်းဆောင်၃ဘုံတိုင်း၄မွေမုံတိုင်းတက်ခွဲကဥဆောင်ပြုတ်လုခဲ့ခြင်းဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆလာဘီတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တိန်နီမြို့ကိုအချမ်းဘတ်စစ်ကောင်စီကဇွန်လအတွင်းမှာလေးချောင်းကနေပြီးတော့ဘုံကျဲတက်ခတ်ရာပြည်သူ73ဦးတေဆုံးပြီး24ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လအတွင်းမှာကိုကက်တက် MNDA ကလာရှိုးမြို့ကိုပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းကိုလက်တော့ပြန်တဲ့အနေနဲ့အချမ်းဘတ်စစ်ကောင်စီကတိန်နီမြို့ကိုလေးချောင်းကနေတက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ73ဦးတေဆုံးက24ဦးဒဏ်ရာရရှိခဲ့တဲ့အပြင်စာတင်ချောင်း3ချောင်းအပါအဝင်အဆောက်အအုံ40ကျော်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်အဓိကကတော့စစ်ကောင် င်စီကဒီလိုလေချောင်းတိုက်ခိုက်မှုတွေကိုတိုက်ပွဲမရှိဘဲနဲ့ဆက်ပြီးတော့မှလှုပ်ဆောင်နေပါတယ်။စစ်ကောင်စီရဲ့လေချောင်းပြန်တမ်းမှုနဲ့လေယာဉ်စီဖြတ်တောက်မှုလုပ်ငန်းတွေကိုတရှိန်တို့လှုပ်ဆောင်ဖို့လိုနေတယ်လို့မြင်ပါတယ်လို့ရှမ်းလူအခွင့်ရေးမန်တိုင်းကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာတိန်နီမြို့အတွင်းလေချောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ရမှာလာရှိုးမြို့ကို1027စစ်စင်ရေးဒုတိယပိုင်းအဖြစ်နဲ့ MNDAA နဲ့၎င်းမဟာမိတ်တပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့တဲ့ဇူလိုင်လ3ရက်နေ့ကနေစတင်ခဲ့ပြီးတော့တိန်နီမြို့ရဲစခန်းအနီးမှာပေါင်900ဘုံ ၃လုံးကျဲချခဲ့တဲ့အတွက်ပြည်သူတွေရဲ့နေအိမ်၁၀လုံးကပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဇူလိုင်လ၄ရက်နေ့မှာမိုင်းလီကျေးရွာအုပ်စုရက်ကွက်နှစ်ကိုတိုက်ပွဲမဖြစ်ဘဲနဲ့အချမ်းဘတ်စေကောင်းစီကလေချောင်းကနေဘုံကျဲချခဲ့ပြီးတော့ဇူလိုင်လ၁၂ရက်နေ့မှာလည်းရက်ကွက်၁နှစ်၃များကိုမနက်၂နာရီအချိန်မှာတိုက်ပွဲမဖြစ်ဘဲနဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဇူလိုင်လ၁၃ရက်နေ့မှာလည်းဝိုင်းနန်းရက်ကွက်၄ကိုလေချောင်းကနေဘုံကျဲချခဲ့ပြီးတော့ဇူလိုင်လ၁၈ရက်နေ့ရက်ကွက်၁နဲ့ရက်ကွက်၁ကိုဘုံကျဲချတဲ့ဖြစ်စဉ်မှာတော့ တိန်နီမြို့မှဈေးအတွင်းလူစီကားတဲ့အချိန်ညနေ၄နာရီခွဲအချိန်ကမှပေါင်900ဘုံကျဲချခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ၁၀ဦးသေဆုံးကအယောက်၂၀ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အချမ်းဘတ်စစ်ကောင်စီကဇူလိုင်လ၂၅ရက်နေ့မှာလဲတိန်နီမြို့ရက်ကွက်နှစ်ကိုညနေ9နာရီအချိန်ကမှအေယာမဘုံများနဲ့ဇက်တိုက်ကျဲချခဲ့တဲ့အတွက်ကြီးမားတဲ့တွင်းပေါက်ကြီးများဖြစ်ပေါ်ခဲ့ကနေအိမ်ဆယ်လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဘုံကျဲတဲ့အတွက်ဖြစ်ပေါ်လာတဲ့တွင်းပေါက်ဟာ ပေါင်900ဘုံကြောင့်ဖြစ်တာတဲ့ကိုပို့ပြီးတော့ကြီးမာကြောင်ရှမ်းလူခွင့်ရေးမန္တရရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဒါအပြင်အချမ်းမတ်စစ်ကောင်စီကဇူလိုင်လ28ရက်နေ့မှာလဲတိန်နီမြို့ရက်ွက်လေးကိုမနက်2နာရီအချိန်ကမှ၄ချောင်းကနေဘုံကျဲချခဲ့တဲ့အတွက်အသက်၄နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်2ဦးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နေအိမ်အနည်းဆုံး53လုံးပျက်စီးခဲ့ရကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ အဲ့ဒီအဖြစ်ပြက်များဟာအကြမ်းဖက်စစ်ကောင်စီတပ်ဟာ1027စစ်စင်ရဲ့အတွင်း MNDA တပ်ဖွဲ့ကတိန်နီမြို့ကိုထိန်းချုပ်နိုင်တဲ့2024ခုနှစ်ဇန်နဝါရီလကနေစတင်ကတိုက်ပွဲတစ်စုံတည်းအားမရှိခဲ့ရာကနေပြီးတော့ MNDA တပ်ဖွဲ့ကလာရှိုးမြို့စစ်စင်ရေးစတင်တာနဲ့တိန်နီမြို့ကိုလေကြောင်းကနေတိုက်ခိုက်ကစူးစီးလက်တုံပြန်အပြစ်ပေးခြင်းကိုရှင်းလင်းစွာညွှန်ပြနေကြောင်းရှမ်းလူခွေမန္တလေးထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးဝဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ